ားလုံးဝမင်္ဂလာပါခင်ဗျာဒီနေ့ဒီကြော်လေးဖြတ်မယ်နော်ဒီနေ့ဒီကြော်လေးဖြတ်မယ်တဲ့ဒီကြော်လေးဒီကြော်လေးအခွန်ကတော့ထူတယ်ဗျနော်အခွန်ကတော့ထူတယ်ကြောက်ရည်တော့လှတယ် ခွန်ကတော့ထူတယ်ကြောက်ရည်လာတယ်တဲ့ကဲအသားပိန်ဦးဗျအသားပိန်ဦးညီလေးအောင်နိုင်ထွင်ရကြောက်နော်တောက်ရတော့ကောင်းတယ်ဗျာနော်အဲ့တော့ကြောက်ရတော့ကောင်းတယ်ဆိုတော့ဘာမကောင်းတာလဲဆိုတော့ဈေးကမကောင်းဈေးကနည်းနည်းလေးများနေရပါတော့ဈေးကနည်းနည်းဦးမဟုတ်ဘူးဗျအကြောက်ကအဲ၁၀သိန်းကျော်၁၂သိန်းပေါ့နော်အလုံး၅သိန်းလောက်ကောင်းတာအကြောက်က၅သိန်းလောက်ကောင်းတာကျွန်တော်ကျွန်တော် ကျွန်တော်ကောင်က22သိန်းပေါ့နော်အဲ့တော့22သိန်းနဲ့ဝယ်ထားတာတဲ့ဝယ်ထားတာဆိုတော့ကျွန်တော်ကြည့်ရအောင်များနော်ကျောက်ကတော့ကျောက်ကတော့ပိန်းဦးသားပိန်းဦးသားပါပဲလုံးဝအသားတော့နော်အဲ့တော့အသားပိန်းဦးအေးဆွေးလူပေါ့နော်အဲ့တော့အစီကတော့ဆွေးလူတော့မရောက်ပါဘူးနော်အဲ့တော့ပြား80တောင်မရှိပါဘူးပြား80 85ပြားအကြီးလောက်ပါနော် အဲ့တော့85ပြားရေလောက်ပဲရှိတာပါเนาะအဲ့တော့ဇိန်းရေပေါ့เนาะထုတ်ရင်တော့ဇိန်းဝါရေဖြစ်မှာပါเนาะဘယ်လိုကြောက်လဲဆိုတာကြည့်အောင်เนาะအဲ့တော့ကြောက်က22သိန်းနဲ့ဝယ်လိုက်တာပေါ့เนาะကျွန်တော်ညီလေးဖူခက်ကညီလေးเนาะအဲ့တော့အဲ့တော့ဒီမှာအနာကဒါမျိုးသွားတာအနာကြီးကအနာကြီးဒါအနာကြီးခေါ်တာပေါ့ဗျာအနာကြီးတာပေါ့เนาะအဲ့တော့ဒီမှာเนาะဒီမှာလဲအနာကအနာကြီးရဲ့တစ်ချက်ကဒီမှာလဲပါသေးတယ်เนาะဒီမှာလဲပတ်တယ်အဲ့ဒီမှာကျတော့ထွက်မထားဘူးเนาะဒီမှာသာနှက်ကြီးပုံစံမျိုးဒီမှာဒီပေါ်မှာပတ်တာเนาะ ညီမသာဖတ်တာအဲ့တော့အနာကြီးဝင်တော့ရေဝင်ဖို့နည်းနည်းလေးခဲနေတာပေါ့ဗျာမလွယ်ဘူးပေါ့နော်ဒါမဲ့မလွယ်ဘူးပေါ့ဝင်တဲ့ခါလဲဝင်တတ်ပါတယ်နော်အဲ့တော့ဒါမဲ့ကြည့်ရတဲ့အနေထားရကြတော့လေဒီမှာကျွန်တော်တို့မန်းသွားတယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့မန်းသွားတယ်လို့ဖြစ်နေတဲ့အနေထားနေပြီးတော့မှကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ဒီမှာဒီဇိုးပေါက်လေးလာတစ်ချက်တွေ့တာပေါ့နော်အဲ့ကျွန်တော်ကြည့်အောင်အဲ့ဇိုးပေါက်လေးကမြန်အသက်ဖြစ်သွားမလားပေါ့နော်အဲ့ကြည့်အောင်အဲဒီမှာအဲဒီမှာဇိုးပေါက်လေး ရှိနေတာဗောနော်အကြောက်ရေလေးရှိနေတာဗောဗျာအဲ့တော့ဒီမှာဒီဆိုးဘောကဘယ်ရလာမှာလဲเนาะကျွန်တော်ရွှေရှင်ကအရေးဆိုတဲ့အမျိုးကမန်းမရှိပဲနဲ့တော့မလာဘူးဘလို့မှဒီဘက်လာစရာအကြောင်းမရှိဘူးเนาะအဲ့ဒီမှာเนาะအဲ့တော့ဒီမှာလာပြီးဆိုးဘောလေးကเนาะဒီမှာအဲဒီမှာအဲ့တော့ဒီမှာအနေထားတွေရဆိုရင်ဒီမှာဒီမှာဒီမှာကြစ်ပြီးတော့เนาะဒီမှာအမသူပွတ်တိုက်ထားတာပဲเนาะတားကြီးကိုအောက်ကိုဘာပြောရအောင်ဖိတိုက်ထားတာเนาะဒီမှာเนาะအဲ့တော့ဒီမှာက ဒီမှာကမန်းပြည်တယ်လို့မျိုးတင်ပါလေနော်မန်းပြည်တယ်လို့မျိုးဖြစ်တယ်အဲပြီးတော့ဒီမှာလည်းအဲ့တော့မန်းပြည်တယ်လို့ဖြစ်တယ်အဲ့တော့ဒီမှာလည်းမန်းပြည်တယ်လို့ဖြစ်တယ်ဒီမှာနော်မန်းပြည်တယ်လို့ဖြစ်တာအဲ့တော့ဒီမှာကတစ်ချက်ကြည့်အောင်ကျွန်တော်တို့ဘယ်လိုဖြစ်တယ်လဲဆိုတာကျွန်တော်တစ်ချက်ပြမယ်နော်အဲ့တော့ခမန်းကြပါဗျာဟိုမိုကတော့ကျွန်တော်ဖြတ်ကြည့်မှသိရပါเนาะအဲ့တော့ခမန်းကြရတာပါเนาะအဲ့တော့ဒီမှာကလည်းဒီမှာမန်းပုံစံမျိုးဖြစ်တယ်ဒီမှာเนาะမန်းဒီမှာမန်းပီတယ်ပုံစံမျိုးဖြစ်တယ်ပြီးတော့အစီကလည်းဒီမှာရှိတယ်เนาะ အဲ့လေတော်တော်စိတ်ဝင်စားစရာကောင်းတယ်ဒီမှာလည်းအဲမှာလည်းကာလာလေးစီနေတယ်နော်အဲ့တော့ဒီအောက်ရဲ့အနာအောက်တော့ဒီမှာလောလောဆယ်ဆယ်ဝင်တဲ့လက္ခဏာကတော့အများကြီးမရှိဘူးဒီမှာကြည့်မယ်နော်အဲဒီအောက်မှာလည်းနက်တဲ့နက်ပေါက်ရှိတယ်နော်လုံးလုံးဆယ်ဆယ်တော့ဆင်းနေတဲ့လက္ခဏာပေါ့နော်အဲ့တော့ဒီအနာရှိတယ်ဒီအနာအောက်မှာတော့ဒီမှာအရေးရှိနေတယ်နော်အဲ့တော့ညီလေးမန့်ပေါ်တယ်ညီလေးအေးကြော်နော်အေးကြော်35ပေါ်တယ်နော်အဲ့တော့ဒီမှာလည်းအရေးရှိတယ်ဒီမှာအနာရှိတယ်နော်ဒီမှာအရေးပါတယ်အဲ့တော့ ဒီအရေးကဒီဘက်ကိုတော့ဝင်တဲ့သဘောပေါ့နော်အဲ့ဒါအနာကြီးတယ်ဒါပေမဲ့အရေးကူးတယ်ဆိုတော့သူ့ရဲ့ရေထိုးဆိုင်အားတော်တော်ကောင်းတယ်နော်အဲ့တော့ဆက်ကြည့်မယ်အဲ့တော့ဆက်ကြည့်မယ်ဆိုတော့ဒီမှာကတော့ဒီနာကတော့ဓာမျိုးသွားတယ်အဲ့တော့ဒီမှာမန်းပုံစံမျိုးပြီးတယ်ဒီမှာလည်းပြီးတယ်ဒါအဲ့တော့ဒီမန်းဖြစ်နိုင်တဲ့အလားအလာကိုအထောက်ပံ့ပေးနေတာကတော့ဒီနက်ပေါက်ပေါ့နော်အဲ့တော့ဒီနက်ပေါက်ကမြန်တကယ်လို့မြန်ကျွန်တော်မေ့ရှင်မြန်ဒီဘက်ကနော်ဘာမှဖြတ်မထားဘူးနော်ဒီမှာလည်းဘာမှဖြတ်မထားဘူးအခွန်းနေနော်အခွန်းနေဆိုရင်ကျွန်တော်ကြောက်ဝယ်မယ်ဆိုရင်နော် ဒီမှာပင်းဥစာကြီးအဲ့တော့ဒီနတ်ပေါက်လေးကိုမြန်သူများမမြင်တာကိုမြင်တတ်သွားရင်တော့ဒီဟာမျိုးကြီးအောင်သွားနိုင်တာပေါ့ဗျာနော်အဲ့တော့ကြောက်တစ်ခုတွေ့တဲ့အခါမှာကျွန်တော်မိတ်ဆွေများကအဲကြောက်ကြောက်တစ်ခုတွေ့တဲ့အခါမှာဩဓမ္မတော့ဒါပင်းဥစာကြီးပဲဗျာအတန်မအောင်ကွာဆိုပြီးတော့ဓမ္မီနဲ့တောင်းထောင်းမြောက်ထောက်ထောက်ပြီးထွက်သွားရင်တော့ဒီနတ်ပေါက်မျိုးကိုမတွေ့လိုက်ရင်တော့ဒီလိုအောင်နာမျိုးကြီးပဲတွေ့ပါလေဟုတ်တယ်မလားเนาะအဲ့တော့ကြောက်မှာသူများမမြင်တာကိုမြင်တတ်အောင်ကြည့်ဖို့လိုတာပေါ့เนาะโอเคအဲ့တော့ဖြတ်ပါဗျာကျွန်တော်ကတော့เนาะ တော့အဲ့တော့ကျွန်တော်မျိုးစီများအဲ့တော့ဒါမျိုးနက်ပေါက်တွေကိုမမေ့နဲ့မမှားသေးနော်ဒါမျိုးနက်ပေါက်လေးတွေကျွန်တော်ရရပြီးတော့2000 3000 15သိန်း30တွေရနေရနော်ဒါမျိုးနက်ပေါက်တွေကယူဆရပါတယ်โอเคအဲ့တော့သွားမယ်လို့စိတ်ကူးထဲမှာတော့ဇာနုံးပြေးမဟုတ်တော့မှအဲ့တော့60ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့ကျွန်တော်တို့ဒါမျိုးသွားပြီလို့ကိုမှတ်ထားတာပါโอเค ဖုံးဖုံးကတော့ကြည့်ရမှာပဲဒိမင်းသွားတယ်ဆိုရင်တော့နောက်ဆုံးများကျွန်တော်ဓမ္မတော့ယူလေးပေါ့နော်အဲဒီကနေဓမ္မဖောက်တော့ဖောက်ဝင်နေနည်းနည်းပဲချူချူပဲသွားတယ်ဆိုရင်တောင်မှသူ22သိန်းကအဲနည်းနည်းလေးပြန်ရနိုင်တယ်ပေါ့နော်မရှုံးနိုင်ဘူးပေါ့နော်အဲအများကြီးဒီထဲပို့ပြီး net ဝင်သွားရင်တော့ပို့ရတော့အခုကအစ်အတိုင်းဆိုတော့ကျွန်တော်ဘယ်ဘက်ကလာလဲဆိုတာမှန်းလို့ခက်တယ်နော်အဲ့တော့များသောအားဖြင့်အခုကဒီဘက်ကလာတာသေချာပြီဒီမှာဇိုးပေါလေးနည်းနည်းရှိတယ်နော်โอเคအဲ့တော့ဒီမှာအနာကဒီမှာအနာသွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့အနာတိုင်းပဲနင်းမှာပေါ့နော် အဲ့ကြောက်ကတော့ကြောက်တက်ကတော့ရင့်ပါတယ်နော်အဲ့မော်ကတော့တားကြီးတော့ခွဲခြားလို့မကောင်းပါဘူးအနေထားရရနော်အဲ့တော့အမော်အနေထားရရတော့အကုန်လုံးပွတ်တိုက်ထားတဲ့ခါကျတော့နော်နည်းနည်းလေးတော့ကြည့်ရတော့ခက်တာပါနော်โอเคအဲ့တော့ဖြတ်မယ်ဗျာအဲ့နန်းကဲကျွန်တော်ညီလေးတိုင်မြင်လားကျွန်တော်တိုင်မြင်ဝယ်တာပဲ ဒီကြားလေးဝဲလေးကကြားလေးတော့မစိုးပါဘူးလို့ဆိုတော့15သိန်းပေးထားပြောနေကြ15သိန်းဆိုတော့ကြည့်ကြည့်ပြီးတော့ညှိဝဲလိုက်ပါဆိုတော့ကျွန်တော်ကောင်းနေရမြောလက်တန်ပြင်းတယ်22သိန်းဒီဘယ်လိုရောက်သွားလဲမပြောတတ်တော့ဘူးเนาะရပြီးမှပြောတော့တာပဲโอเคအဲ့တော့အဲ့နားတိုင်းဒုံးဆိုနင်းထဲတာပါเนาะဒုံးဆိုနင်းလိုက်တဲ့အချိန်မှာဒန်းဆိုဖြစ်လာရတော့เนาะအဲ့တော့ဘယ်လိုဖြစ်မလဲကြည့်အောင်ကျွန်တော်မိတ်ဆွေများเนาะ အမှားတော့ဒီနေ့ပစ္စည်းတွေအများကြီးပို့ထားတာကျွန်တော်ကြောက်တယ်ဒုစရာတွေများရတယ်နော်ကဲဖြတ်ကြမယ်နော်လိုလာမကြည့်အောင် ည်းကြီးဖြစ်လာပါတော့နော်အဲနည်းကြီးဖြစ်လာဆိုတော့ကဲကဲငန်းကြီးလေး online ထွန်းရင်ခုံးနေပြီလားတော့မသိဘူးအဲကဲအောင်သွားရင်တော့မင်္ဂလာပဲနော်အောင်သွားရင်တော့မင်္ဂလာပဲအဲ့တော့ကျွန်တော်မျိုးစီမံနည်းနည်းလေးရှော့လိုက်နော်ကဲဟာဘိုင်းလို့ဘိုင်းလည်းမသိဘူးနော် ကြည့်ဟာနိုင်ရဇိုးမြင်လိုက်လို့လေဘာကြီးတို့အဲဒီမှာတော့အော်ဒီမှာတော့ဆင်းနေရတော့နော်ကဲဆင်းနေပြီဆိုတော့ဒီဘက်ဆက်ပေါ့မယ်အနေထားဖြစ်နေရနော်အနေထားဖြစ်နေရနော်ဟာဘာကြီးတို့ ရင်ရခုံနေပန်းရှင်တော့မသိဘူးကရင်ခုံနေနော်အဲ့ဆက်ကြည့်ရတယ်ကြီးတယ်ကြာကြည့်အောင်အဲ့ဗျာစင်းတော့စင်းတယ်ကြည့်အောင်ဒီဖက်စင်းတော့စင်းတယ်အများကြီးမစင်းဘူးနော်ဒီမှာနော်အဲ့တော့နည်းနည်းလေးကြံသေးတာပဲနောက်တန်းဆော်မဲ့သဘောပဲနော်အဲ့ကြောင့်ကြည့်ကြည့်အောင်ဒီမှာနော်အဲ့တော့ဇိုးဘောကတော့ဒီမှာရှိတယ်နှစ်ထပ်ခံရတယ်ဒီမှာနော်အနှစ်ထပ်ခံနေရဆိုတော့ တစ်ချက်တော့ကြံသေးရနော်ကျွန်တော်ပြကြည့်ကြအောင်အဲဒီမှာလဲအဲဇုကာလာလေးရှိတယ်ဒီမှာလဲရှိနေတယ်ဒီမှာလဲကာလာလေးရှိနေတယ်ကဲနောက်တနေ့အဲ့ဇုကဘယ်လိုများဆက်ဖြစ်မလဲဆိုတော့ကဲဒီဘက်ဆက်ကြည့်အောင်ကြောက်ဘောကတော့နတ်ဘောကတော့တော်တော်ကောင်းနေရနော်ဒီအောက်ထိဒီမှာဝင်နေရလေနော်ဒီအောက်ထိဝင်နေတယ် ဒီမှာလဲဒီမှာလဲဇုကောင်းတယ်အဲဒီမှာလဲကောင်းတယ်ဆိုတော့အဒီတနက်ဆက်နေပြပေးမယ်ဗျာနော်โอเคကျွန်တော်ဒီတနက်ဆက်နေပြပေးမယ်နော်အဒီမှာလဲဇုကရှိသေးတယ်ဆိုတော့အော်အများကြီးမဟုတ်တော့မှာနော်အဲ့တော့နန်းချန်ခဲ့လို့တော့မဖြစ်ဘူးနော်အဲ့တော့နန်းချန်ခဲ့လို့မဖြစ်ဘူးဆိုတော့ကျွန်တော်လိန်လာစိုးတာဗျာအဲ့လိန်နေတာဆိုတော့နည်းနည်းစဉ်းစားခက်နော်အဲ့တော့ကျွန်တော်ဟိုအများကြီးမဟုတ်ဘူးကျွန်တော်ဒီတိုင်းပဲအရင်နင်းလိုက်နော် နောက်တနေ့ဆက်ဖြတ်ပြမယ်နော်အဲ့တော့အဲ့ဒါအဲ့ဒါမလုပ်တော့ဒီမှာဒီဆိုးကဒီဆိုးနဲ့ဒီတိုင်းအလဲန်းနေပြီဒီမှာဒီမှာဂျိုင်းပဲနော်ဒါပဲစော်တော့မယ်ကျွန်တော်အဲ့တော့နည်းနည်းလေးတော့ကျွန်တော်ဆက်ဆက်ပြဖြတ်ပြပါအောင်မယ်ဒါဒါလည်းမပြီးသေးပါအောင်ဆက်ဖြတ်ပြမယ်เนาะအဲ့တော့ဒီနားတစ်ချက်နှင်းလိုက်မယ်เนาะအဲ့တော့ဒီကြောက်ကိုကျွန်တော်ကအဲလေးအသေးသားလေးကျွန်တော်မျက်စိမှာနည်းနည်းဖြတ်ပြပေးဦးเนาะတနန်းနည်းနည်းပြီးပြီးသွားတာဆိုတော့เนาะဇက်တော့ဇက်တော့ဖြတ်မှာဆိုလို့เนาะ တော့ရတော်ရောက်တာ哦တော်တော်ရောက်တဲ့ခါကျတော့နည်းဖြတ်ပြခြင်းအဲ့တော့ဖြတ်ပြမယ်ဆိုတော့ကျွန်တော်ဒီအခွန်လေးခွာလိုက်မယ်နော်ကိုဘက်ကလည်းဖြတ်နေရဆိုတော့ကျွန်တော်ပြည့်စုံအေးအေးကြီးလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးခွာပြအတောင့်လိုက်ကြည့်ဝင်လိုက်အတောင့်လိုက်ကြည့်ဝင်လိုက်ပေါ့ဟာဟာပြတော့ မပြတော့ဘူးအဲ့ဆိုအလကားမရှိဘူးဆိုတော့ကျွန်တော်အဲ့ဒါပြောတာเนาะဒီဆိုကဘာကြောင့်လကားဘာကြောင့်ပါပါเนาะဘာကြောင့်လကားမပါနိုင်ဘူးလေဟုတ်တယ်မလားเนาะပြရအောင်မလားအာမိုက်တယ်ကွာအကြောက်ကတော့ထင်ပါဇိုးလိုက်ကြည့်ကိုပဲနာဟေးအာရစ်ဆက်ပြီညီလေးအောင်နိုင်တော့ဟေးရစ်ဆက်ပြီကွာပြောတယ်เนาะဒီဆိုလကားမဟုတ်ဘူးလို့ကျွန်တော်ပြောနေတာเนาะကဲဒီကချင်းမယ် ကဲငါညီလေး online တော့ရင်ခုန်လိုက်တော့ကွာနော်ပြီးသွားပြီပွဲသိမ်းသွားပြီနော်စရမိတ်ဆွေကကြီးလိုက်တော့ဟဲ့အေးအဲ့ဒါပါပဲကျွန်တော်တို့ကနောက်မသိသူကြော်တော့သိသူဖော်စားကျွန်တော်မိတ်ဆွေတွေတဲ့အကြောက်တစ်ခုကိုမြင်တဲ့အခါမှာဒါလေးကိုကျွန်တော်ကပြောပြချင်တာပါအဲ့တော့ကျွန်တော်ကတော့9ဆန်ခန်းလောက်ထိတွားနိုင်တယ်လို့ပြောတာเนาะ ဲ့တော့ကျွန်တော်လေကြီးတဲ့ဖြစ်နေမှာဆိုတော့ဘာလို့မပြောတော့ဟာအဲ့တော့ဒီဇိုးဘောက်ကလကားပေါက်တာမဟုတ်ပါဘူးနော်အဲ့တော့ပြီးတော့ကျွန်တော်အထိုင်ကဒါမျိုးသွားတယ်လို့ကျွန်တော်ခုနကပြောသလိုနော်အဲ့တော့အထိုင်နေထားနေအဲ့လိုသွားတာပါတကယ်တမ်းကကျွန်တော်မိတ်ဆွေတွေခုနကကျွန်တော်ပြတဲ့နန်းမှာဆက်မဖြတ်ဖဲနဲ့မြန်းနော်ဆက်မဖြတ်ဖဲနဲ့မြန်းသွားပါ යි ကွာဒီတိုင်းဘာမှမဟုတ်ပါဘူးဆိုရင်တော့ဒစ်ပြီ နော်လူစောပြီနော်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်ဒါ short ပြလို့မရဘူးဒီဘောင်းဆိုဒီဇိုးကလကန်းလာတာမဟုတ်ဘူးနော်အဲ့တော့ဒီမန်းသွားလာတာကျွန်တော်အဲ့လိုကြီးသွားနေလို့စိတ်ထဲမှာထင်းနေလို့နော်အဲ့တော့ဇိုးပေါက်ပါတော့ပိုးခိုင်မာသွားတာပေါ့နော်သွားတာနော် okay ပါတကယ်ကိုလှသွားပါပြီနော်အဲ့တော့ကျွန်တော်ညီလေးတို့ကျွန်တော်ဝမ်းသာတယ်နော်ဖူးခါကညီလေး ဖူခက်အလဲလိုင်းသာလိုက်ပို့တော့ကွာနော်ဖူခက်အလဲလိုင်းသာလိုက်ပို့တော့ကွာโอเคပါအဲ့တော့ကျွန်တော်ဟိုမှာတော့ထပ်မဆက်တော့ဘူးရနော်ချက်ပြအောင်ဟလားဒါလေးချက်ပြအောင်လားဒါလေးချက်ပြပြပါမယ်ကဲပါနော်ရက်ဆက်ပါလေနော်ကျွန်တော်တို့ကြည့်အောင်နော်ကြောက်ကအဲ့ဒါပါပဲနော်အဲ့တော့ဒါကိုသူများမမြင်တာကိုမြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါနော် အဲ့ကျွန်တော်တော့ကျွန်တော်သင်တန်းသားတွေအများအားပြောပါတယ်နော်အဲ့သူများမမြင်တာကိုမြင်အောင်ကြည့်ပါကြောက်လို့ရင်နော်အဲ့သူများမြင်တာလူတိုင်းမြင်တာဘာလို့မအောင်ဟုတ်တယ်မလားအဲ့လူတိုင်းတွေပူအောင်ဟိုမြင်အောင်ကြည့်ရဖို့ပဲလိုတာပါနော်မင်းကြီးမပြတ်လဲတော့လာတော်တော်လာနေလေငါကြီးအာရက်ဆက်တယ်ပါနော် အဲ့တော့ဒီမှာခုနကကျွန်တော်ထောက်ပြတဲ့ဇိုးကြီးနော်အဲဒီဇိုးတွေကလှုပ်လှုပ်သွားတာပါဒီကိန်းကနော်ဒီမှာဒီဇိုးတွေကလှုပ်လှုပ်သွားတာနော်ဒီမှာကျွန်တော်ပြစီမှာကြည့်လိုက်ဒီမှာကြောက်ရီကောင်းတာရက်စက်ကြောက်ရီကောင်းတာရက်စက်တယ်အာကြည့်ပြမယ်ညီလေးညီလေးသူရာဆိုးလားဟုတ်လား အာရာဝန်ထွက်သွားနိုင်တယ်ပြောမရဘူးကြောက်ရာဝန်ထွက်သွားနိုင်တယ်ဘောင်းကြောက်ရီတအားရောက်တာဟုတ်ဒီမှာလေးကျွန်တော်မြင်စင်မှာဒီမှာကြောက်အစီရတအားရောက်လုံးနေဒါဆို80လောက်ဖြစ်သွားပြီလေအဒါအတိတ်ဒါကြီးမထူးခြားနိုင်တော့လို့ပါဒါပေမဲ့ကျွန်တော်ကအဲဒါလေးကျွန်တော်မြင်စင်မှာဒါလေးဖြတ်ပြပေးလိုက်တာနော်မဟုတ်လေကျွန်တော်ဒါအစားဆုံးလုံးမှာပေါ့နော်အစားဆုံးလုံးမှာမို့လို့နော်โอเคဒီမှာလဲဇိုးတွေပဲနော်အကုန်ဝင်သွားပြီလေဒီမှာနော်အနာသွားတာလည်းကိုမြင်ရပြီအဲဒါဒီနားက10ကြောက်ထွက်ပြီဗျာနော်ဒီအပေါက်တွေကလည်းဒီမှာဒီမှာဇိုးကတောင်မို့သွားတာဟုတ်နော် ဲ့ဒီမှာကျွန်တော်မြင်စင်မှာတောက်ရီရရက်ဆက်တယ်နော်အဲ့တော့ပြား80လောက်ဖြစ်သွားပြီဗောနော်အဲ့ကြည့်မယ်ကျွန်တော်ပြရမယ်နော်ဒီမှာလေးကျွန်တော်မြင်စင်မှာနော်အဲ့ဒီမှာလေးနက်ဘောက်ကကြည့်အောင်ကြောက်စရာကြီးနော်အဲ့တော့ဒီမှာနော်တကယ်တမ်းဆိုရင်ဒီဘက်သာဆက်မဖြတ်ရင်နော်ဆက်မဖြတ်ရင်နော်နောက်လူစားတော့မယ်နော်ဒါပါပဲကြောက်လို့တော့အဲ့ဒါပျော်စရာကောင်းတယ်ဆိုတာအဲ့ဒါပါပဲနော်အဲ့တော့ ဝယ်တော့ဝယ်သိနေစီကိုယ်တိုင်မြင်ပြီးတော့ဝယ်တာနော်ကြည့်ကြွယ်ပါ15သိန်းကြည့်ကြွယ်ပါဆိုတော့ကိုယ်ကောင်စောတာ22သိန်းနဲ့ဆိုတော့တကယ်တော့15သိန်းလောက်ကောင်းတာပါဒါအမှန်တရားပါနော်15သိန်းလောက်ကောင်းတာပါဒါပေမဲ့ဝယ်သိနေကြောက်ထဲမှာတော့ပါတော့ကြောက်ရဲ့အသွာလာအနေထားနဲ့အောင်းတာပေါ့ဗျာနော်အဲ့တော့ဘိုင်းမိုင်ပါနော်